ဘုရားမြတ်စွာရဲ့ခုံကျေးဇူးတွေကိုအာယုံပြုပြီးတော့လှူချတမ်းညတာဖြစ်လို့မြတ်စွာဘုရားနဲ့ပတ်သက်တဲ့ခုံကျေးဇူးတွေဟာသရဝရီပေါ်မှာများစွာသင်ရှိတာပဲဖြစ်တယ်။လောကမှာဖះလောက်ကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဆိုတာနိုင်ရှင်ကြည့်မယ်ဆိုရင်မရှိနိုင်ဘူး။ သို့သောတမန်ပုဂ္ဂိုလ်တွေတောင်မှခြေစူးတင်ကြလို့ခြေစူးတော်နေလို့ဘာလို့လို့ချစ်ပါကြတာရှိတယ်ပေါ့နော်အဲ့တော့ဘောရဘသာဝင်သူတော်စင်နေနေနဲ့မြတ်စွာဘုရားရဲ့ခြေစူးဆိုတာဘာတွေတုံးဆိုတာဂုံတော်ကိုတော့သိကြတယ်မြတ်စွာဘုရားကတရားဤပေါ်မှာအကျိုးပြုတဲ့ခြေစူးတရားဆိုတာအကျဉ်းချုပ်မှတ်သားကြည့်ဖို့လိုအပ်တယ်ပေါ့နော် တို့ပုံသရဝရီပုံမှာမြတ်စွာဘုရားကဘလို့ခြေစုပြုတာလဲလို့ဆိုရင်မိစ္ဆာဒိဋ္ဌိဆိုရယ်မမှန်ကန်တဲ့အမြင်တစ်ခုကိုစွန့်လွတ်စေပြီးတမ္မာဒိဋ္ဌိဆိုရယ်မှန်ကန်တဲ့အမြင်တစ်ခုပေါ်မှာ ရောက်ရှိစေခြင်းဟာဒါခြေစုတော်တစ်ခုပဲဖြစ်တယ်အကယ်၍သာဘုရားမပွင့်ဘူးဆိုရင် လောက လူသားတွေဟာအမှန်သိနိုင်စွာမရှိကြဘူး မသိနိုင်သေးတဲ့အတွက်ကြောင့်အမားကိုအမှန်ထင်ပြီးပြောဆိုခြင်းပြုလုပ်ခြင်းအဖြစ်သရဝရေဟာဆင်းရဲဒုက္ခတွေမှာနစ်မွန်ကြတာဖြစ်တယ်။ဒါကြောင့်မို့အကြီးမားဆုံးသောဖရာရဲ့အခြေစုဟာပါတော့အမားကိုမိစ္ဆာဒိဋ္ဌိဆိုတဲ့အမှန်တရားကိုစွန့်လွတ်ပြီးအမှန်တရားပေါ်မှာ ရောက်ရှိခြင်းဟာဒါဖရာရဲ့အခြေစုပဲဖြစ်တယ်။နောက်တစ်ခုစဉ်းစားကြည့်မယ်ဆိုရင်မြတ်စွာဘုရားက သရဝါတွေကိုအတ္တမလို့ခေါ်တဲ့ဓမ္မဆန့်ကျင်မဲ့ဒုစရိုက်အလူမျိုးတွေကနေပြီးရှောင်ရှားစေပြီးဒုစရိုက်လို့ခေါ်တဲ့ဓမ္မလမ်းကြောင်းပေါ်ကိုတင်တာတင်ပေးခြင်းဟာလည်းပဲချီးမားတဲ့ခြေဆုတရားပဲဖြစ်တယ်။ဒီလိုတင်ပေးနိုင်တာဟာမြတ်စွာဘုရားသာလင်ရှိခဲ့။မြတ်စွာဘုရားပွင့်ပြီးမှဘုရားဟောပြီးမှ သူစရိုက်ဆိုတာရှောင်းကျင်ရမှန်သူစရိုက်ဆိုတာပြုလို့ရမှန်ဆိုတာကိုသိရှိလာကြတာဖြစ်ဒါဟာလည်းပဲမြတ်စွာဘုရားရဲ့ခြေဆုတရားပဲလို့နောက်တစ်ခုကဘာလို့ဆိုရင်လောကလူသားတွေအကုသိုလ်မှုတွေနဲ့ဆင်းရဲဒုက္ခကိုရောက်ရှိနေကြအဲ့ဒီအကုသိုလ်အမှုတွေကိုရှောင်ရှားပြီး ကုသိုလ်ကောင်းမှုဆိုရဲလမ်းကြောင်းပေါ်ကိုတင်ပေးတာလည်းပဲမြတ်စွာဘုရားရဲ့ခြေဆုတရားပဲဖြစ်တယ်။အဲ့ဒီခြေဆုတရားတွေဟာဆက်လို့မကုန်နိုင်လောက်အောင်ကြီးမားတဲ့ခြေဆုတရားတွေ။အကုသိုလ်တွေမှာမလုတဲ့နဲ့တာဝိစ္စဒုက္ခဝိပါကလက္ခဏာလို့ခေါ်တဲ့အပြစ်ရှိပြီးရှေဒုက္ခအကျိုးပေးတတ်တဲ့အကုသိုလ်တရားတွေကိုလုံးတဲ့နယ်လို့ထင်ပြီးပြုလုပ်နေခြင်းအပြင် လောကလူသားတွေဟာဆင်းရဲတွေနှမွန်းနေကြတာဖြစ်တယ်။အဲ့ဒီဆင်းရဲတွေနှမွန်းနေတဲ့လောကလူသားတွေကိုအကုသိုလ်ကရှောင်စေပြီးတော့အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုရရှိနိုင်တဲ့ကုသိုလ်လမ်းကြောင်းပေါ်တင်ပေးတာလည်းပဲမြတ်ဗုဒ္ဓပဲဖြစ်တယ်ပေါ့။ဒါလည်းဖရာရဲ့ခြေဆုကုန်ပဲဖြစ်တယ်ပေါ့နော်။မြတ်စွာဘုရားကိုကိုးကွယ်ချာဒီလိုခြေဆုရှိတဲ့ပုဂ္ဂိုလ်မြတ်ကိုကိုးကွယ်ချာတော့ မြတ်စွာဘုရားကတို့ပေါ်မှာဘာပြုတ်တယ်လို့ဆိုရင်အတိုင်းမဆခေါင်းရွှေချမ်းသာတွေကိုရရှိနိုင်တယ်။တန်တရာအတွင်းမှာတွေ့ရတဲ့ဆင်းရဲဒုက္ခတွေဆင်းရဲဒုက္ခဆိုတဲ့ညွန်တွင်းကနေထုတ်ဆောင်ပြီးတော့နိဗ္ဗာန်လို့ဆိုတဲ့ကုန်းတက်ပေါ်တင်ပေးပြီးသာဝရအငိမ့်ထက်ကိုရရှိသွားစေတာလဲမြတ်စွာဘုရားရဲ့ခြေဆုတရားပဲလို့ဆိုလိုတယ်။ဖယားမပွင့်ခင်ကတန်တရာဝကထုတ်ဆောင်ပြီးတော့ နိဗ္ဗာန်ဆိုတဲ့ခုံးတက်ကိုတင်ပေးနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလုံးဝမပေါ်ခဲ့ဘူးမောက္ခလို့ခေါ်တဲ့သူတို့ရဲ့လွတ်မြောက်ရေးလမ်းစဉ်တွေဟာအပြည့်အဝလွတ်မြောက်ရေးလမ်းစဉ်မဟုတ်ဘဲနဲ့ကောင်းမြတ်ဘုံတို့ခေါ်တဲ့ပြမဘုံမှာပဲပြန်ပြီးတော့ဆင်းရဲဒုက္ခတွေကြာကြာတဲ့အနေအထားမျိုးသာရောက်တယ်။မြတ်စွာဘုရားပွင့်မှာတကယ်စစ်မှတ်တဲ့မောက္ခလို့ဆိုတဲ့တကယ်လွတ်မြောက်မှုကိုတွေ့ရှိကြတာဖြစ်လို့ ဒီကျေးဇူးတရားဟာအလွန်ကိုကြည်ပါတယ်လို့ဒါကြောင့်မို့ဒီလိုမြတ်စွာဘုရားရဲ့ခုံတော်ကျေးဇူးတော်တွေကိုအာယုံပြုပြီးတော့မိမိတို့အတွက်တသက်တာမက တသန္တရာလုံးအတွက်ကျေးဇူးပြုတော်မူတဲ့မြတ်စွာဘုရားရဲ့ခုံတော်တွေကိုရင်မှန်းပြီးအခုလိုချညိုကိုယ်ွယ်ပူဇော်ကြဖို့အများသရဝါးတွေကောင်းကျိုးချမ်းသာဖို့ဖြစ်စေဖို့ မြတ်စွာဘုရားကိုခုံပြုပူဇော်တဲ့အနေနဲ့အခုစေရီတော်မြတ်ကြီးကိုတည်ထားကြတယ်